္ဂလာပါရှင်ဒီကနေ့ရဲ့ podcast by Fuse ဆိုတဲ့ session လေးကိုတင်ဆက်ပေးရမှာဖြစ်ပါတယ်။ပြစုဒီနေ့အတွက်ရွေးချယ်ထားတဲ့စာအုပ်လေးကတော့စာရေးဆရာ AD ရေးသားထားတဲ့အသက်20ကျော်ပြီးရဲ့အခါဆိုတဲ့စာအုပ်လေးတဲကအကြောင်းအရာလေးတွေကိုဖတ်ပြဖို့ရွေးချယ်ထားတာဖြစ်ပါတယ်။ဒီကနေ့မှာပထမဦးဆုံးဖတ်ပြပေးခြင်းတဲ့ခေါင်းစဉ်လေးကတော့ story 3တဲ့ လက်ရှိလောကကြီးမှာဂျေဇုမတိတက်သောလူတွေအမတန်မှများလာပါတယ်။ကိုယ့်ဘက်ကအကျဉ်တစ်ထောင်မကပေးခဲ့ဘူးတဲ့အရာတွေအပေါ်မှာဘယ်တော့မှဂျေဇုမတင်တတ်ပဲကိုယ့်တစ်ကျဉ်တစ်ခါမပေးပြတဲ့အရာကို ပြဿနာရှာတတ်တဲ့သူတွေ။ကိုကပုံမှန်ကူညီပေးနေကြအရာတခုဟာကြာလာတော့သူတို့ရဲ့ရပိုင်ခွင့်တခုလို့သတ်မှတ်လိုက်ပြီးတစ်ကျဉ်လေးမကူညီဖြစ်လိုက်တာနဲ့ပြဿနာရှာတတ်တဲ့သူတွေ။ဒါဟာဂျေဇုမတိတတ်တဲ့သူတွေပါပဲ။ ျွန်တော်အိနာမှာအင်းနီနာချင်းအတော်ကြီးနှစ်ယောက်ရှိတယ်။အမည်လဲအနေနဲ့ဒေါ်တင်နဲ့ဒေါ်ဖြူလို့ဆိုကြပါစို့။ဒေါ်ဖြူကပြည့်စုံတယ်။ဒေါ်တင်ကချို့တဲ့တယ်။ဒေါ်တင်ကဒေါ်ဖြူရဲ့အိမ်မှာတခါတလေအိမ်အလုပ်တွေကူပေးဖြစ်တယ်။လာကူတိုင်းမှာဒေါ်ဖြူကထမင်းဟင်းတွေမုန့်နေအမြဲတမ်းပေးတယ်။လောက်အားကမုတ်ဖို့လဲပေးတယ်။တလာတခါလောက်အဝတ်အစားလေးတွေအိမ်သုံးပစ္စည်းလေးတွေတောင်ပေးတတ်ပါသေးတယ် တော်တင်အရေးပေါ်ငွေလိုတိုင်းလဲတော်ဖြူကအတိုးမယူဘဲအမြဲတမ်းထုတ်ချီးခဲ့တယ်။ဒီလိုမျိုးအလေးချင်းဖြစ်လာတာနှစ်နှစ်ကျော်လောက်ရှိပါပြီ။ဒါပေမဲ့တော်တင်စီကတော့တော်ဖြူအတွက် ဟင်းတစ်ခွက်တောင်လာပေးရမတွေ့ရပါဘူး။ဒါအပြင်ကျွန်တော်တို့အိမ်လာတိုင်းမှာတော်ဖြူရဲ့မကောင်းအတင်းတွေလဲတော်တင်က ပြောတတ်ပါသေးတယ်။သူ့ပြောပုံအရသူ့အနေနဲ့တော်ဖြူကိုကျေးဇူးမတင်ပါဘူး။တော်ဖြူပေးရတွေဟာသူလာကူပေးလို့ပေးတာ ဒေါ်ဖြူကမလို့အဲ့လိုသူ့ကိုပြီးတာချီးတာကလည်းအချိန်တန်ရင်ပြန်ဆက်ရတာအဲ့လိုမျိုးပဲသူတတ်မှတ်ပါတယ်တနေ့ဒေါ်ဖြူကနေမကောင်းဖြစ်တယ်စေးရုံတက်ခဲ့ပြီးငွေကုန်ကြေးကြလဲများခဲ့ပုံရတယ်စေးရုံကဆင်ပြီးနှစ်ရက်လောက်ပဲရှိမယ်ဒေါ်တင်ကဒေါ်ဖြူအတင်းနေတရက်ကွက်လုံးကိုလိုက်ပြောပါလေရော့ သင်မော်တက်နေရဲ့ဒေါ်ဖြူသားကမိမရသွားပြီးငွေမပို့ချောင်းဒေါ်ဖြူကလည်းတငယ်ပြန်နေတယ်လို့ဖြစ်ချောင်းသူ့ကိုချီးပြီးပြန်တောင်းရင်နှစ်ခါပြန်တောင်းချောင်းတတိမိလွယ်တဲ့မိမကြီးဖြစ်နေချောင်းအိုးအဆုံမှာပဲဒေါ်ဖြူအိမ်လည်းမဝင်ထွက်တော့ပဲတိတိတသားအမုန်းကြီးမုန်းနေခဲ့ပါတယ်အကြောင်းရင်းအမှန်ကကြည့်လို့ပါဒေါ်တင်ကထုံးစံအတိုင်းငွေအေးပေါ်လို့လို့လာချီးတယ်ဒီတကားတော့ဒေါ်ဖြူကနည်းနည်းကြက်နေလို့မချီးနိုင်ခဲ့ဘူးငင်းခဲ့ရပါတယ် အရာကိုမကျေနပ်ပဲရက်ွက်တဲမကောင်းအတင်းဖြန့်တာဖြစ်ပါတယ်။နောက်ဆုံးချီးခဲ့တဲ့ငွေကိုတော့ဖာတိဖာတာနဲ့အခုထိပြန်မဆက်ပါဘူးတဲ့။အဲ့လိုကျေးဇူးမတိတတ်တဲ့သူတွေအခုနောက်ပိုင်းပို့ပို့များလာပါတယ်။တကယ်တော့ကျေးဇူးတရားဆိုတာအမတန်မှလှပပါတယ်။ကျေးဇူးပြုခြင်းဟာလှပတယ်လို့ကျေးဇူးတည်ခြင်းဟာလည်းလှပပါတယ်။ကျေးဇူးဆက်ခြင်းဆို ပိုးလို့လှပပါတယ်။ လူရဲ့ဖြစ်လာပြီဆိုရင်ကိုကသူများကိုကျေးဇူးပြုတတ်တဲ့သူဖြစ်ရပါမယ်။အလားတူကိုကိုကျေးဇူးပြုခဲ့ဘူးတဲ့သူတွေကိုလည်းကျေးဇူးတိတတ်တဲ့သူဖြစ်ရပါမယ်။ကျေးဇူးဆက်တတ်တဲ့သူဖြစ်ရပါမယ်။လှပတဲ့ကျေးဇူးတရားကိုမတိတတ်ခြင်းနဲ့ဘယ်တော့မှမဖြတ်စည်းပါနဲ့။ အခုဆက်လက်ပြီးတော့ဒီစာအုပ်လေးတက်က story 6ကိုဖတ်ပြပေးချင်ပါသည်2021ဇွန်လအစလောက်မှာဖိဖိညမအတော်ဆုံးတယ်ဇွန်လအလယ်မှာဖိဖိဆုံးတယ်အောက်ကောလမှာတော့ဖိဖိညီဦးလေးဆုံးပြန်တယ်ဖိဖိမှာမောင်နှမအရင်၅ယောက်ရှိခဲ့ပါတယ် အတော်ဆုံးနဲ့ဆိုတဲ့အတန်ကြတော့ဖိဖိအပါဝင်မောင်နှမလေးယောက်လုံးစိတ်ထိခိုက်ခဲ့ကြတယ်။စီကျိတ်ကင်စာရောဂါတဲ့ဖိဖိကတော့တတ်တန်းစိတ်ခံနေရရောစိတ်ထိခိုက်တာရောကြောင့်မကြခင်မှာဆုံးသွားခဲ့ပြန်တယ်။မောင်နှမ၃ယောက်ပဲကြံခဲ့တယ်။သူတို့လည်း၂ယောက်ဆုံးရှုံးခဲ့ရတော့အကြီးအကျယ်စိတ်ထိခိုက်ကြပြန်တယ်။အဲဒီလိုနဲ့အငယ်ဆုံးဖြစ်တဲ့ဦးလေးထံအော်ဂုတ်လာမှာကိုဗစ်ရောဂါဆိုးဝင်ရောက်ခဲ့ပြီး ိတ်မကြခင်မှာပဲဆုံးသွားခဲ့ပါတယ်။ယောဂဆူကြောင့်ဆိုပေမဲ့စိတ်ထိခိုက်တာကလည်းတစိတ်တတိတပါတယ်လို့ကျွန်တော်ထင်တယ်။အခုဆိုကျွန်တော်မှာဖေဖေဘက်ကသွေးသားဆိုလို့ကြီးကြီးနဲ့အတော်နဲ့နှစ်ယောက်ပဲကြံမာတော့တယ်။သူတို့နှစ်ယောက်ဆိုအဲ့ဒီအချိန်တုန်းကအမတန်ကိုစိတ်ထိခိုက်နေကြပါပြီ။ရှေ့စင်နောက်ဆက်မောင်နှမသုံးယောက်လုံးထွက်သွားကြတာမို့ချမ်းရည်သူတွေရဲ့စိတ်ထိခိုက်မှုဟာတိတ်ကိုအနေရဲ့ကြီးပါတယ်။ အထူးသဖြင့်တေခြင်းတရားကရလာတဲ့စိတ်တီးခိုင်မှုတွေဟာပိုအနေရကြီးပါတယ်။ဖြည့်ပြောက်ဖို့ခတ်တဲ့စိတ်တီးခိုင်မှုမျိုးအစားပြတ်မရတဲ့စိတ်တီးခိုင်မှုမျိုးဖြစ်ပါတယ်။ဒီလိုစိတ်တီးခိုင်မှုမျိုးကိုတစိတ်တဒေသလျှော့သွားအောင်စိတ်တီးခိုင်ရာကနေစိတ်တန်ရာမဖြစ်သွားအောင်ဒီလိုအချက်လေးတွေကိုလုပ်ကြည့်နိုင်ပါတယ်။နံပါတ်1ထွက်သွားတာကိုလက်ခံပေးရပါမယ်။ မရှုံနိုင်ဘူးမဖြစ်နိုင်ဘူးစော်လွန်နေအချိန်မတန်သေးဘူးစရက်ခန်းစားချက်တွေကိုဖယ်ပြရပါမယ်မရှိတော့တာကို မရှိတော့တလို့ရှိုးရှိုးလေးလက်ခံပေးလိုက်ရပါမယ်နမနဲ့ထွက်သွားပြီးမတော်နောင်နာတွေယူမနေပါနဲ့တော့မလုတ်ပေးနိုင်ခဲ့တာတွေထက် လုတ်ပေးနိုင်ခဲ့တာလေးတွေကို ပို့ပြီးတွေးပေးရပါမယ်နမ3 ရည်စူးကောင်းမှုတွေကတော့ကျင်းတည်လုပ်ပေးတတ်ပါတယ်။စိတ်သက်သာရရသလိုခုထုလည်းရပါတယ်။လာတိုင်းလှုပ်ပေးခြင်းလှုပ်ပေးပါ။နှစ်တိုင်းလှုပ်ပေးခြင်းလှုပ်ပေးပါ။စိတ်သက်သာမဲ့ထင်သလိုကုသိုလ်အလုတ်တာများများလုပ်ပါနံပါတ်၄ကောင်းမှုဆိုတဲ့နေရာမှာအလူအတန်းကတော့အဓိကပေါ့နိုင်တယ်လို့သာလှူတန်းပါငှက်ကလေးအစာကျွေးလဲအလူပါပဲတယောက်ကွက်လုံးကိုစတုတီတာကျွေးလဲအလူပါပဲ အလူကိုနိုင်တယ်လို့သာမြန်မြန်လုပ်ပါနံပါတ်5လမ်းစရာတွေမဖြစ်စေပဲအမတ်တရကောင်းနေတာဖြစ်ပါစေပြန်တွေးကြည့်တိုင်းငိုရမယ့်အစားပြန်တွေးကြည့်တိုင်းပြုံးရအောင်ကြိုးစားပါရှင်ထဲမှာဘတော်မှမမေ့ဖို့ပဲလိုပါတယ်လမ်းဆွမှုကိုကြည်နူးမှုနဲ့အစားထိုးသင့်ပါတယ်နံပါတ်6ထွက်သွားသူဟာကိုယ်သွေးသားဆိုရင်တော့ကိုကူကူနှစ်ဆခရုဆိုင်လိုက်ပါသွေးသားတော်ဆက်တာကြောင့် သူ့သွေးတွေဟာကိုယ်စီမှာစီးဆင်းနေပါတယ်။သူဟာကိုယ်ရှင်သန်နေတဲ့၍တည်ရှိနေရတဲ့အတူတူပါပဲ။အဲ့လိုအမြင်နဲ့ကိုကုတ်ကိုပိုတံပိုးထားပါ။ဘသူကိုမှထာဝရနှုတ်ဆက်စရာမလိုပါဘူး။နှုတ်ဆက်ရမယ့်အစားကောင်းကင်ကိုသာမောကြည့်လိုက်ပါ။သူအဲ့ဒီမှာရှိတယ်လို့ယုံကြည်ထားနိုင်ပါတယ်။ကိုကိုအမြဲကြည့်နေရလို့လည်းယုံကြည်ထားနိုင်ပါတယ်။ ဒီနောက်ပိုင်းကာလတွေမှာလူတိုင်းလူလိုစိတ်ထိခိုက်စရာတွေများနေကြပါတယ်။ဒါကြောင့်အရေးကြီးဆုံးကကိုယ့်ဘက်ကနေဘသူကိုမှ စိတ်ထိခိုက်သွားအောင် တမင်မလုံးမိပါစေနဲ့။လူတိုင်းကိုကျင်နာပါခွင့်လွတ်ပါစာနာပါဖေးမှာပါနော်။ ဒီကနေ့ရဲ့ podcast by Fuse ဆိုတဲ့အစီအစဉ်မှာဖပြပေးခဲ့တာကတော့စာရေးဆရာ AD ရေးသားထားတဲ့အသက်20ကျော်ပြီးရဲ့အခါဆိုတဲ့အစာအလေးတက်ကအကြောင်းအရာလေးတွေပဲဖြစ်ပါတယ်။ပရိသတ်များအလုံးပဲပျော်စရာကောင်းတဲ့နေ့ရက်လေးတွေကိုဆက်လက်ပြီးတော့ပိုင်ဆိုင်နေကြပါစေလို့ဆုတောင်းပေးရင်းနဲ့ဒီကနေ့ရဲ့ podcast by Fuse ဆိုတဲ့အစီအစဉ်လေးရနေပြီးတော့နှုတ်ဆက်လိုက်ပါရရှင်။